တို့မြန်မာနိုင်ငံကနေပြီးတော့နောက်ထပ်တယောက်အနေနဲ့ထပ်ပြီးထွက်ပေါ်လာဖို့ခရင်နဲ့အနမယ်ပြီးသူ့ရဲ့အုံနောက်ထဲမှာဘယ်လိုရှင်ဉာဏ်ပညာရေးချင်းဘခုကျူတာအများကြီးပြည့်စုံတယ်။ဆိုတော့အဲ့လိုလာမယ်ပြန်ထွက်ပေါ်လာဖို့ပြောခရင်နဲ့ဆိုတော့ကျွန်တော်အဲ့လိုမျိုးထွက်ပေါ်လာတဲ့အချိန်မှာနိုင်ငံနဲ့အဝေါ်ကဟိုဝိုင်းဝန်းပြီးဆပ်ပတ်လုပ်ပြီးတင်မယ်လို့ထင်တာပေါ့နော်။ဟိုကွင်းတယောက်လုံးမြင်တယ်ပေါ့။ဟို education ကောင်းတဲ့ကလေးမျိုးကနေအဲ့ဒါနဲ့ဖြစ်လာတယ်ဆိုတာကနိုင်ငံကို support လုပ်ပေးနိုင်တဲ့ soft power ပြပေးနိုင်တဲ့ platform တစ်ခုပဲအဲ့ platform တစ်ခုမှာလုံဆောင်ပေးနိုင်တဲ့ AIP ကိုကျွန်တော်ကဖန်ပေါ်ပေးရအာချင်းကြီးဆိုရင်ဒါအရင်ကောင်းတဲ့ဒေမွန်ဝင်လို့ပဲမြင်တယ်ဗောနော်ကျွန်တော်မြန်မာနိုင်ငံကနေပြီးတော့နောက်ထပ်တယောက်အနေနဲ့ထပ်ပြီးထွက်ပေါ်လာဖို့ခရင်နဲ့အနှမယ်မျိုးဟိုဘာလို့အဲ့လိုပြောသလဲဆိုရင်သူ့ရဲ့အုံနောက်အဲမှာဆိုလို့ရှိရင်ဉာဏ်ပညာရဲ့အချင်းဘဟုတုတအများကြီးပြည့်စုံတယ် ဆိုတော့အဲ့လိုအလှမယ်မျိုးပြန်ထွက်ပေါ်လာဖို့ဆိုတာခဲရင်တယ်ဆိုတော့ကျွန်တော်အဲ့လိုမျိုးထွက်ပေါ်လာရဲ့အချိန်မှာနိုင်ငံနဲ့အဝေါ်ကဟိုဝိုင်းဝန်းပြီးတော့ support လုပ်ပေးတင်တယ်လို့ထင်တာပေါ့နော်အားရပါတယ်ဂျင်းနဲ့အားရတယ်ဂျင်းနဲ့အားရသူလည်း web training ဖြစ်ထားပါတယ်တေချာကိုတကယ်နိုင်ငံခြား trainer တွေနဲ့အထီကို web training လုပ်ထားတာဆိုတော့တကယ်ကိုဂျင်းနဲ့အားရပါတယ်ဟို performance လောက်ရတဲ့အပိုင်းမှာဆိုလို့ရှိရင်လည်းသူတချင်းဆိုသွားတဲ့အခါမှာဆိုရင်လုံးဝမထင်မှတ်ထားလောက်ရအောင် แกรนด์ไวฟ์มาจบใจก็คบกันไปเพราะฉันเป็นคนไม่สนอะไร ไม่เคยคิดกวนใจใคร สบายสบายဒီကိရောအများကြီးမျောလင်းထားတယ်ပေါ့ဒီအချိန်မှာသူရဲ့ talent အစ်စ်ကိုမြင်ရမယ်ဆိုတော့အဲ့အချိန်မှာမြင်လိုက်ရတဲ့အခါမှာ surprise တော့ဖြစ်သွားရဟာတချင်းဟိုပါကိုယ်တိုင်ဟိုပြောင်းဆိုပြီးတော့ရေးဆက်ပြီးတော့သူဒီဆိုဝါရဲ့ performance ကအစား အမိုက်စာလုတ်သွားတာဆိုတော့အကုန်လုံးကလည်းသဘောကျကြရဲဆိုတော့အဲ့ဒါတော်တော်လေးအားရတယ်အဲ့ဒါလေးကိုလည်းပြီးတော့ဟိုပြီးခဲ့တဲ့ဒီပြိုင်ပွဲတစ်ချောင်းမှာလည်းသူ့လိုအပ်ချက်လေးတွေသူအများကြီးပြင်ဆင်သွားမယ်ဆိုပြီးသူအမြဲတမ်းပြောလေးရှိတယ် develop အနေနဲ့အမြဲတမ်းပြောလေးရှိတယ်ဆိုတော့ဒါ respect ပေးတာပေါ့ဒီ fan တွေကိုပြန်ပြီးတော့ပြီးတော့လည်းဒီပြီးခဲ့တဲ့ interview မှာဆိုလို့ရှိရင်လည်းသူ့ရဲ့ဘ ഹു တုတအရေးအချင်းနဲ့သူ့ရဲ့မိဘကသူ့ကိုဘလိုမျိုးပြုစုပြောထောင်ထားတယ်လဲဆိုတော့အရေးအသွေးတွေကိုချပြနိုင်တယ်ပေါ့အဲ့တော့ခေါင်းထဲမှာသူတို့ ဟို web train ဖြစ်အောင်သူရဲ့မိဘဟာ web train လုပ်ထားတယ်ဉာဏ်ပညာအရေးချင်းအပြည့်အဝနဲ့လာပြိုင်နေရဆိုတာကိုတကဘာလုံးကသိအောင်ဟိုပြောထားတဲ့အတုံးနှုံးနဲ့အပြောဆိုတွေစကားလုံးနေရအစတိတိကျကျထလှပပနဲ့ဟိုကောင်းကောင်း coverage လုပ်ပြီးသွားနိုင်တာပေါ့အဲ့ဒါရတကယ်ချီးကျူးတယ် interview မှာတအားအားရတယ်ဒီ close door interview မှာတော့တရေတရေမှာအဲ့လိုထွက်လာပြီကျွန်တော်ဆိုလို့ရှိရင်လည်းကိုယ်တိုင် share ထားတယ်အဲ JK ကိုလည်းအားပေးဖို့ဟိုကိုယ်တပည့်မဟုတ်ပေမဲ့လည်းကိုယ်နိုင်ငံကုံဆောင်နေတဲ့သူတယောက်အနေနဲ့ကတော့ ဟိုအပေးတဲ့နဲ့ဟိုသူတို့ရဲ့ပခုံးပေါ်မှာလွှဲထားတဲ့ search နဲ့ crown ကကြာအလှတက်တက်မဟုတ်ဘူးလေနိုင်ငံနဲ့တဝန်းလုံးကိုလူမျိုးတစုလုံးကိုကိုစားပြုတ်ပေးနေရတာဖြစ်တဲ့အတွက်သူတို့ရဲ့ဂုံတိတ်ခါတဲ့အရေးအချင်းနဲ့အရေးသွေးတွေကိုပြရတဲ့အချိန်ဆိုတော့ကျွန်တော်ဘက်ကနေပြီးတော့သူ့ကို back comment နဲ့ပေးမဲ့အစားဝိုင်းဝန်းအကြံပြုပြီးတော့ဘာလေးလုပ်လိုက်ရင်တော့ပိုကောင်းမယ်ဘယ်နေရာမှာဘာအရေးသွေးထည့်လိုက်ရင်တော့ပိုအဆင်ပြေမယ်ဆိုတာမျိုးနဲ့သူဝိုင်းဝန်းအကြံပေးပြီးတော့တက်မိုးပေးစီစင်တာပေါ့အခုချိန်မှာတော့ဟိုပြိုင်ပွဲမှာပြိုင်နေရတဲ့သူတယောက်ကလည်း ဟိုဘက်ကောမက်မြင်ရရဆိုရင်ဘလို့ပဲစိတ်ထဲမှာမထားဘူးပဲပြောပြောအားငယ်တယ်တင်ငယ်တယ်အနိုင်ငံနဲ့အဝန်းကလေငါတို့ miss ကိုအားပေးမယ်ငါတို့နိုင်ငံရဲ့ mr ကိုအားပေးမယ်ဆိုရယ်စိတ်မျိုးနဲ့ဟိုမြန်မာဆိုပြီးဝင်ရံကြမယ်ဆိုတော့ပိုကောင်းတဲ့အရွေးတစ်ခုရောက်လာမှာပေါ့အာလုံးဝ idol တယောက်လာပြီးဖြောဖြင်းနေတယ်လို့ပုံစံမျိုးဖြစ်အောင်သူပြသွားနိုင်တယ်ဆိုတော့ the grand vice မှာတော့သူကလုံးဝဟို placement ကောင်းမှာပေါ့ပြောလင့်ပါတယ် on better baby was I supposed to know? Uh, yeah, that something wasn't right here. ဒီကိမမဟုတ်ဘူးဟိုကျွန်တော်နိုင်ငံကလူတွေရဲ့စံသတ်မှတ်ချက်ကထူးခြားတယ်အဲ့လိုဘလို့အလှမျိုးရှိရမယ်ဘလို့ပုံစံမျိုးရှိရမယ်ဘလို့ format မျိုးရှိရမယ်ဆိုရဲ beauty studio တိုက်မှာ ပိတ်ဆောင်ထားတယ်ဒီဘောင်ထဲမှာပဲရှိနေအဲ့တော့ကျွန်တော်က body beauty brain မှာဘယ်အပိုင်းကဘယ်မယ်တွေဘယ်မောင်တွေကအားတာလဲအဲ့အားတာချက်ကိုပို့ပြီးတော့ ဟိုခွန်အားဖြစ်အောင်အားပေးမဲ့နေရာကိုမရောက်သွားဘူး။နေကဘယ်နေရာမလှတာဘယ်နေရာလိုအပ်နေတာဆိုရယ် blame မဲ့ဟိုဝိုင်းဝန်းပြီးတော့တိုက်ခိုက်မယ်ဆိုရယ်နေသားမျိုးတွေနေမဲ့ရောက်လာကြတာဆိုတော့စိတ်မကောင်းဖြစ်မိရဲ့အဲ့ဒါကိုတော့အဲ့လိုမျိုးကျွန်တော်တို့လုပ်မဲ့အစားသူအားတာတဲ့နေရာကိုပိုပြီးပံ့ပိုးပေးမယ်ဆိုလို့ရှိရင်ကျွန်တော်ခုနပြောသလိုပေါ့ပိုကောင်းတဲ့နေရာတစ်ခုနိုင်ငံတကာအလှမယ်တွေကအားပေးရမယ့်ပုံစံအနေထားမျိုးတစ်ခုဖြစ်စေချင်တာပေါ့ နှစ်ကတဲတဲကြိုင်တော့ဆိုလို့ရှိရင်လည်းတဲတဲကိုနိုင်ငံနဲ့ဟိုအားပေးကြတယ်လို့ပဲ JK ဆိုလဲ JK ပဲဒါတဲတဲမှလည်းတဲတဲအလှရှိလို့ JK မှလည်း JK အလှနဲ့ကိုစီရှိရယ်ကျွန်တော်မှလည်းရှိတယ်အမမှလည်းရှိကျွန်တော်လူတိုင်းမှအလှကိုစီအလှတရားကိုစီရှိရယ်အဲ့ဒါကိုပဲဘေးကနေပန့်ပိုးပေးမှတာလဲပွင့်လန်းနဲ့အသေးပွင့်နဲ့အလှပရခံစားရမှာပေါ့အဲ့လိုလေးဖြစ်စေချင်တာပေါ့ဟို beauty queen တယောက်မှရှိရမယ် knowledge တွေ advocacy တွေကောင်းကောင်းနဲ့ဟို inspire လုပ်နိုင်စေတဲ့ ဟိုကွင်းတယောက်လို့မြင်တယ်ပေါ့အဲ့လိုအလှမြင်မျိုးကလည်းခုနပြောသလိုပဲဟိုထပ်ပြီးထွက်ပေါ်လာဖို့ဆိုတာခဲရင်တယ်အဲ့တော့ဟို education ကောင်းတဲ့ကလေးမျိုးကနေအလှမြင်ဖြစ်လာရဲဆိုတာကနိုင်ငံကို support လုပ်ပေးနိုင်တဲ့ soft power ပြပေးနိုင်မဲ့ platform တစ်ခုပဲအဲ့ platform တစ်ခုမှာကုန်ဆောင်ပေးနိုင်နေဆိုရင်အဲ့ဒီလူကိုကျွန်တော်တို့ပံ့ပိုးပေးရမှာအဲ့လိုပဲဖြစ်စေချင်တာပေါ့မှန်ထားတာပေါ့ဒီနေ့ကဆိုလို့ရှိရင်လည်း rank ကောင်းခဲ့တယ်ဆိုတော့အဲ့ဒီ rank တွေကိုတော့ ိုကြော်စီချင်တာဗောနော်အားလုံးကဒီ rent ကိုရှေ့နှစ်က rent tag ကိုတာစီချင်တယ်ဆိုတော့လေအကောင်းဆုံး placement တွေကိုတော့ရစီချင်တာဗောသူလည်းအကောင်းဆုံးစူးစမ်းသွားတယ်ပြင်ဆင်သွားတယ်ဟိုအခုချိန်ထိလည်းစူးစမ်းနေတယ်ထပ်ပြီးတော့လည်းသူစူးစမ်းမယ်လို့မြင်တယ်ပြော်စီနေ national court ရှုံးဆိုလို့ရှိရင်လည်းကျွန်တော်ရှင်းရိုးရဗောကျွန်တော်ရှင်းလူမျိုးတွေရဲ့ရိုးရဝတ်စုံဝတ်မှာဆိုတော့ပို့ပြီးရင်ခုန်မိတယ်ဗောအဲ့ဒါလေးကိုလည်းအဲ JK အမြင့်ဆုံးရောက်မယ်လို့တော့မျှော်လင့်ထားပါတယ်ဘာလို့ဆိုဘလို့နေရာမျိုးရချင်တယ်လို့ပြောချင်တာထက်လေ ့အမြင့်ဆုံးသူစ조사တဲ့အရေးသွေးတော့အတိမတ်ပြည့်တဲ့နေရာတစ်ခုတော့ရကျင်တယ်ဘာလို့ဆို grandma ကလည်းဟို placement နေရာရှေ့မှာနေရာလည်းအကုန်လုံး placement ကောင်းခဲ့တဲ့အချိန်ဆိုတော့လေဒီ placement နဲ့ဆက်ထိန်သွားခြင်းတယ်ပေါ့ဆိုတော့ဟိုမြန်မာဆိုတဲ့အနေထားလေးတစ်ခုကိုလည်းဒီ international မှာဟိုကောင်းကောင်းမွန်မွန်နဲ့ဟိုမြင်စေခြင်းတယ်ပေါ့အာနိုင်ငံတော်ဝန်ကပြည်သက်တွေအားလုံးအဲ JK Sophia ဆိုတာက JK Sophia နာမည်နဲ့သွားတာမဟုတ်ဘူး Miss မြန်မာအနေနဲ့သွားတာ မြန်မာဂုံဆောင်တဲ့အလှမယ်တယောက်ဖြစ်တယ်။အဲသူကိုယ်တိုင်လည်းမြန်မာနိုင်ငံအတွက်အကောင်းဆုံးအလှပဆုံးဖြစ်အောင် ရှင်ပြိုင်ပေးနေတယ်။အဲ့တော့ဟိုဂျေကေကိုနိုင်ငံတဝန်းကနေပြီးတော့ပရိသတ်တွေအားလုံးဝန်ရံပေးစေချင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံဒီဒီ platform ဒီ beauty pageant ဆိုတဲ့ platform တစ်ခုရောက်လာတာစေစုနှစ်တစ်ခုကျော်ပဲရှိသေးတဲ့အခါမှာဟိုအလှပဆုံးအတန်ရှင်ဆုံးနဲ့ဟိုအားပေးစေချင်တယ်ပေါ့အားလုံး